ရှင်စွာဘုရားသခင်ခြေတော်ကိုချီးမွမ်းပါれအားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့ငွေချေးဒနချမ်းသာခြင်းနာအပြစ်ရှိလားဆိုတော့ကောင်းစင်လေးနဲ့ခွန်အားပေးတော့မှာဖြစ်ပါれဒါလေးကိုခွန်မပေးခင်မှာအနည်းငယ်သက်သေခံခြင်းနာကတော့ဒီနေ့ကျွန်တော်ဒီနေ့ထဲမှာအခက်အခဲမျိုးမျိုးရှိပေမဲ့အထူးသဖြင့်တော့အခက်အခဲကတော့လမ်းက ဘယ်မြို့နဲ့ဘယ်မြို့သွားလို့မရဘူးဆိုလမ်းပိတ်ထားတယ်ပေါ့နော်ကြောင်မျိုးကြောင့်စစ်ပွဲတွေဖြစ်တဲ့အခါမှာအဲ့ဒါကြောင့်ဟိုမြို့သွားချင်လဲသွားလို့မရဒီမြို့သွားချင်လဲသွားလို့မရမိုင်30လောက်ကိုတစ်ခါလေကျတော့မိုင်150လောက်ပတ်သွားတာမျိုးရှိတယ်ပေါ့။နောက်မိုင်80လောက်ကိုမိုင်100လောက်ပတ်သွားတယ်ပေါ့။အသွားပြန်ဆိုမိုင်400လောက်ဖြစ်သွားတယ်။အဲ့လိုမျိုးတွေရှိတော့ကျွန်တော်တို့ရုပ်ဝင်လေးတင်တဲ့နေနော် လုတ်ဆရာတွေနေရာတွေများစွာရှိပေမဲ့မလုတ်နိုင်တာရှိတယ်ဒီအတွက်ဆွတောင်းခံချက်တင်ပြခြင်း ਨੇ ဒီနှစ်ထပ်မှာတော့ကျွန်တော်တို့ဝင်ဝင်လေးတင်တဲ့၄ချိန်ပြုလုပ်သွားပါပြီပြုလုပ်ပြီးသွားပါပြီဒီ၄ချိန်မှာကျေရောကြောင့်လူ20လူ10ပေါ့နော်20ယေရှုခရစ်တော်မိမိကတင်ရှင်မြေယုံကြည်ကြပြီးတော့မှယေရှုနာမ၌ပရဇန်ခံကြတယ်ဆရာနေနဲ့ ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမ၌ဘောရဇံလူ20ပေါ့ပေးရခွင့်ရပါတယ်ပေါ့ဒါကြောင့်လဲဆက်ပြီးတော့မှအင်းဝင်လေးလုပ်ငန်းလုပ်နိုင်ဖို့အတွက်ဆုတောင်းပေးကြပါလို့ဆုတောင်းခံချက်လဲတင်ပြချင်ပါတယ်ပေါ့ဟုတ်ပြီဒီလိုနားဆင်ခြင်းအဖြစ်အားပေးကြတဲ့သူတွေလည်းကျေးဇူးတင်နေဟလာဆုတောင်းပေးခြင်းဟလာပြင်လဲငွေချအဖြစ်ပေါင်ကြတဲ့ပုံမှာလည်းအထူးကျေးဇူးတင်ကြောင်းပြောချင်တယ်ကျွန်တော်တို့ကဘာမှ ပြန်မလွတ်ပေးနိုင်ပေမဲ့ဖျားသခင်ကနော်သူဂရိတော်တိုင်းတင်းတို့ပေါ်မှာဟာလာကြည်စွာတော့အချို့ကိုပြန်ပေးမယ်လို့ပြောချင်ပါတယ်ပေါ့ဟုတ်ပြီမတဲခန်း19 24မှာတဖန်ကဆိုဒီကကလအုပ်ဒီအနဖားကိုလှွလွေငွေရတတ်တော်သူဒီဖျားသခင်နိုင်ငံတော်သူဝင်ခဲသည်ဟုတပည့်တော်တို့အမိန်တော်မူ၏ပြောရတွေ့ရတယ်။ဒါကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ ငွေကြီးတနချမ်းသာကြွယ်ဝမှုကြောင့်အဲ့လိုဟာဘုရားကိုမသိမမြင်နိုင်ပဲငဲကြမယ်ဆိုရင်တော့နော်ငွေကြီးတနချမ်းသာချင်တာအပြစ်ရှိတယ်လို့ပြောမှာဖြစ်တယ်နောက်တစ်ခုကတော့လုကာခန်း၁၆စာပိုက်၅မှာယေရှုကလည်းသင်တို့သည်လူများရှင်မှာဖြောင့်မတ်ဟန်ဆောင်တော်လဲဘုရားသခင်နေသင်တို့စိတ်နှလုံးကိုသိမြင်တော်မူ၏ လူသဘောအားဖြင့်အမျက်ထားသောအရာသည်ဘုရားခင်ရှေ့တော်၌ဆက်ရှုပ်ယွန်ရှာပွေဖြစ်၏လို့ပြောတာတွေ့ရတယ်။ဒီမှာကြတော့သူကယုံကြည်သူတော့ဟုတ်တယ်။ဒါပေမဲ့သူကသူ့မှာရှိတဲ့ငွေကြီးဒဏ္ဍီကိုသူကဘုရားခင်နဲ့ဒန်းတူထားတယ်။သူ့ဘဝမှာငွေကြီးလဲကိုးစားတယ်ဘုရားသခင်လဲကိုးစားတယ်သခင်နှုတ်ရဲ့အစေကိုခံတယ်ပေါ့။ဒီလိုမျိုး ကျွန်တော်ရဲ့စီစဉ်ဥစ္စာကိုးစားမယ်ဆိုရင်တော့ဟိုတခင်တို့ဖြစ်မယ်ဆိုရင်တော့ငွေကြေးဒနာချမ်းသာခြင်းဟာအပြစ်ရှိပါတယ်ဒါလိုပြောရမှာဖြစ်ပါတယ်ဘောနော်နောက်တစ်ခုကတော့နော်တတိခန်း6စာပိုက်စက်ခွန်ကနေ19ကိုဖတ်ခြင်းပါတယ်ဤဘဝ၌ငွေရတတ်သောသူတို့သည်မမနာစိတ်နှင့်ကင်းလွတ်၍မမြဲသောစီစဉ်ကိုမကိုးစားဘဲ ငါတို့ခံစားဖို့ရအလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနာတော်မူသောအသက်ရှင်တော်မူသောဖခင်ကိုးစားရမည်အကြောင်းနဲ့သူတို့ဘာဂျေဇုပြုခြင်းကောင်းတော်ခြင်း၌ကြွယ်ဝပြည့်စုံခြင်းစွန့်ကြဲခြင်းသောစေရနိုက်စိတ်ရှိခြင်းအချင်းချင်းဆက်ဆံခြင်းမှန်တော်တသည်ကိုဝင်စားလို့တော့မှာမှန်တော်အသက်ကိုဝင်စားလို့တော့မှာ ငောင်ဘွား၌ကောင်းသောဘာနာကိုမိမိအဖို့စီဝချင်းတို့ကိုပြုရမည်အကြောင်းပြညတ်ထားလောယုံကြည်သူဖြစ်ပြီးနော်ငွေจิตနာချမ်းသာကြွယ်ဝတဲ့အခါမှာသူကအဲ့ဒီငွေကြီးကိုမကိုးစားသခင်နှိုးမဟုတ်ဘောနော်ဘုရားသခင်ကပဲကိုးစားတယ်ပြီးအဲ့ဒီငွေကြီးကိုလည်းဒီကျွန်တော်တို့အသင်းတော်တွေမှာဆင်းရဲတဲ့ ော်ဆင်းရဲတဲ့ဒုက္ခရောက်တဲ့ယုံကြည်သူတွေစသဖြင့်ဆင်းရဲတဲ့သူတွေကိုကူညီတဲ့နေရာမှာတုံးမယ်ပြင်လဲကောင်းကင်နိုင်ငံတို့အတွက်အင်္ဂလိပ်လုပ်ငန်းတွေအတွက်တုံးမယ်ဆိုရင်တော့အဲ့ဒီငွေကြေးတနချမ်းသာခြင်းတာအပြစ်မရှိဘူးလို့ပြောချင်တာဖြစ်တယ်နောက်တစ်ခုကတော့မာသဲခန်း19စာပိုက်29မှာပေတရုကယေရှုကိုကျွန်တော်တို့ကရှေ့သမြတ်ဆုံးပြီးကိုရောနောက်လိုက်တယ်ပြောတာတွေ့ရတယ် ျွန်တော်ဘာအကျိုးရမလဲဆိုယေရှုကနော်ဟိုနောင်ဘွားအတွက်ကြီးစွာသောအကျိုးရှိတဲ့အကြောင်းတရားပလင်မှာထိုင်ရမယ့်အကြောင်းပြောတာတွေ့ရတယ်ဆိုတော့ဒီနေ့အချိန်ပြည့်အမှုတော်ဆောင်ဖို့ဆုံးဖြတ်တဲ့ပေသူတို့ကရှစ်သမြောက်ဆွတ်နေလို့ပြောတယ်ပြောချင်တာကသူတို့ကဘာရမလဲမေဆိုဆိုတော့ကဒီဘွားမှာငွေချစ်တနာကိုလူချင်တော့ပြောတာမဟုတ်နောင်ဘွားမှာဘာရမလဲလို့မေးတာဖြစ်တယ် ဖိလိပ္ပိခန်းနဲ့စာပေါ်၁၇မှာလဲရှင်ပေါလုကခတ်သိမ်းသောအရာတို့ကိုမစင်ခဲ့တို့နော်ငါထင်မှတ်ဤလို့ပြောတာတွေ့ရတယ်ခတ်သိမ်းသောအရာဒီလောကီစည်းစိမ်အောင်မြင်မှုပညာဟလာအမျိုးမျိုးပေါ့အဲ့ဒါတွေဟာခရစ်တော်နဲ့နှမ်းရှင်တော့မစင်ခဲ့သူငါမှတ်တယ်ယုံစရာကောင်းတယ်ပေါ့ဒါလို့ပြောတာတွေ့ရတယ်နော်အဲ တစ်တစ်ခန်း6စာပိုက်9မှာစင်လုံးယူယွင်း၍တမာတရားနှင့်ကင်းသောသူတွေအချင်းနှင့်ဆွေးနွေးခြင်းဖြစ်တတ်ဖယားဝတ်၌မှု့လျော်ခြင်းသည်အကျိုးစီးပွားဖြစ်သည်သူတို့သည်စိတ်ထင်ကြ၏ထိုတို့သောသူတို့ကိုရှောင်လောတော့ပြောရတွေ့ရတယ်ဒီမှာတော့အချိန်ပြည့်အမှုရဆောင်ဒီဟာငွေကြီးကိုနော်ဒီငွေကြီးဒဏ်ကိုလိုချင်တဲ့စိတ်မရှိဘူး အလုံးကြောက်ခိုင်းတယ်ဆိုတာတွေ့ရတယ်။သူရဲ့အတ္တသူရဲ့စန္ဒတွေတခုမှမရှိတော့ဘူးဆိုတာတွေ့ရတယ်။ဒီထက်မှရှာရှာပါပါယေရှုနောက်ကိုလိုက်ပြီးမှဖောက်ပြန်တဲ့သူရှိတယ်။ယုကယုဒရှာကယု။သူလည်းအချိန်ပြည့်မှုတော်ဆောင်ဖြစ်ဆက်ကပ်ပြီးမှငွေကြီးတနလူချင်းတဲ့စိတ်ရှိလာတဲ့ခါမှာနောက်ပြန်လဲတယ်။ဆိုတာတွေ့ရတယ်။ဒါကြောင့်ဒီနေရာမှာကျွန်တော်တည်ဖို့က ဒီဓမ္မဟောင်းကျမ်းကြည့်ရင်လည်းတကယ့်အချိန်ပြည့်အမှုတော်ဆောင်ပရိုဖက်ကြီးတွေကိုတွေ့ရတယ်။သူတို့ဟာလည်းဒီတိုင်းပါပဲ။ရှင်မြတ်စွန်ပြီးဖះနောက်ကိုလိုက်တော်သူတွေဖြစ်ကြတယ်။သူတို့တွေငွေကြီးစည်းစိမ်ဆိုတာကလောကဘလို့ခေါ်မလဲ။လိုအပ်တဲ့အရာလို့မမြင်ပါဘူး။တမန်တော်တွေကြည့်မယ်ဆိုလဲဒီတိုင်းပါပဲ။ရှင်မြတ်စွန်ပြီးကိုရောနောက်ကိုလိုက်ကြတယ်။နော် ဒီခတ်သိမ်းတော့အရာလောကနဲ့ဆိုင်တဲ့အရာသူတို့မစင်ခဲ့သူပဲမှတ်ကြတယ်အထင်ကိုမကြည့်ဘူးသူတို့တွေ့ရတယ်ဟာဒါကြောင့်ကျွန်တော်တို့အချိန်ပြည့်အမှုတော်ဆောင်ဖြစ်ရတဲ့နဲ့ငွေကြီးဒဏချမ်းသာခြင်းနဲ့ဆိုရင်တော့အပြစ်ရှိတယ်လို့သူတို့ပြောမှာပဲဖြစ်ပါတယ်သူဆန့်ကျင်ပဲတခါလေမှာကျွန်တော်တို့ပြောတတ်တယ်ဗော။ ကျွန်တော်ပတ်စံလိုတယ်အဲ့ဒါမှမြတ်မြတ်အမှုတော်ဆောင်နိုင်မယ်လို့သူတို့ထင်တတ်တယ်အဲ့ဒါလုံးဝမှားပါတယ်ပေါ့ပတ်စံကြောင့်အမှုတော်ဆောင်နိုင်တာမဟုတ်ပါဘူးတန်ရှင်တော်ဝိညာဉ်တော်ကြောင့်အမှုတော်ဆောင်နိုင်တာဖြစ်ပါတယ်ကျန်းစာအုပ်တအုပ်လုံးမှာဒီလိုပဲသွားပါတယ်ဘုရားသခင်ကြောင့်သာဖြစ်တယ်ဘုရားသခင်ပဲကိုးစားဖို့ငွေချုပ်ကိုးစားပြီးအမှုတော်ဆောင်လို့เนาะမအောင်မြင်နိုင်ဘူးလို့မပြောပါဘူးအောင်မြင်နိုင်ပါတယ်ငွေရတဲ့ကိုးရှိတယ်လေလူတွေကဒုတိယဘုရားတော်ပြောကြတာဟုတ် တကူရှိပါတယ်ငွေချောက်အောင်မြင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒါကနိလန်မမှန်ပါဘူးဒါကြောင့်ပြောမယ်ဆိုရင်တော့ဒီနေ့ငွေကြီးတနာချမ်းသာခြင်းတာဟာနော်ဒီကျွန်တော်တာမန်လူသားတွေယုံကြည်သူမဟုတ်သေးဘူးဆိုရင်တော့သူဟာအဲ့ဒီငွေကြီးတနာကိုရှိခြင်းအဖြစ်ငရဲကြမယ်ဆိုရင်တော့သူ့မှာပြည့်ရှိပါတယ်နော်အဲ့လိုမဟုတ်ဘူး နော်ဟိုယုံကြည်သူတို့ဖြစ်ပါရဲ့အဲ့ဒီငွေကြေးသူကိုးစားမယ်ဖခင်နဲ့ဒန်းတူထားမယ်ဆိုရင်သခင်သူအစေခံရင်နော်အဲ့ဒီယုံကြည်သူဟာလေနော်ငွေကြေးတနချမ်းသာခြင်းလားအပြစ်ရှိပါတယ်အပြစ်ရှိပါတယ်တမို့အဲ့ဒီငွေကြေးတနနော်ကိုဖျားသခင်အနှင်းနေဒါမဲ့အဲ့တော့မကူစားဘူး ဘုရားခင်ဘက်ဆက်ကူစားပြီးတော့အရာတွေကိုဘုရားခင်နိုင်ငံတော်အတွက်အလိုတော်နဲ့ညီအသုံးပြုရဆိုရင်တော့ငွေကြီးရချမ်းသာစင်တာအပြစ်မရှိပါဘူးတစ်ဖက်မှာတော့အချိန်ပြည့်အမှုတော်ဆောင်မယ်ဆိုပြီးတော့မှစက်ကထပြီးမှငွေကိုပြန်လိုချင်နေတယ်ထုံကိုင်းကိုကင်ပြီးနောက်လက်ကြည့်တယ်လို့ခေါ်တော့ပေါ့အဲ့ဒါနော်နော်အဲ့ဒါယေရှုနဲ့မထိုက်တန်ဘူးငါနဲ့မထိုက်တန်ဘူးယေရှုကပြောတယ်အဲ့လိုဖြစ်တယ်ဆိုရင်တော့ အပြစ်ရှိပါတယ်ဘလို့ပြစ်ရှိလဲဆိုတော့ဖောက်ပြန်သွားတယ်သူတို့ပြောတယ်နော်စင်လုံးယူယွန်းသွားတယ်တမာတရားနဲ့ကင်းသွားတယ်အဲ့လိုကိုရှောင်ပါပြောပါတယ်ဒါကြောင့်အမှုတော်လုံကအောင်မြင်တယ်ဆိုတာဘုရားသခင်ကြောက်ပါတန်ရှင်သောဝိညာဉ်ကြောင့်ဖြစ်ပါတယ်ငွေချို့မကိုးစားပါနဲ့ငွေချင်းတော့မလိုက်ကြပါနဲ့နော်ဒီလိုလေးနဲ့ပဲခေါ်ပေးခြင်းနဲ့တင်တော်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေတော့အာမင်